အရင်တုန်းကကြောင်းစရာအခုအယူတယောက်ဖြစ်သွားတဲ့လူတယောက်ကြောင့်ဖြစ်ပြမယ်။သူမတို့ရွာအပြင်ဘက်စာတင်ကျောင်းဘေးကခြံစည်းရိုးဘေးမှာ အဖိလေးဆွဲနေတဲ့လူကြီးတယောက်ရှိတယ်။နာမည်ကတာအေးတဲ့။ဟိုလူဒီလူခိုင်းတဲ့တိုလီမုတ်ဆအလုပ်ကလေးတွေကိုတနိုင်တစ်ပိုင်လုပ်လေးရှိတယ်။တောက်လိုက်တဲ့အရက်ဘိုးလင်းမှုချုပ်အရက်နဲ့ရေချိုးသလောက်အောင်လေးရတယ်။အညာသားဆိုပေမဲ့အသားကဖြူဖြူ အရက်ကရှိရှိနဲ့နှက်ခေါင်းကတော့အရက်ထံနဲ့ညီရဲနေတာပဲရွာကျောင်းသားနီးတော့ကလေးငယ်တွေကိုစပြီး၆ပတ်လေးရှိတယ်အရက်သမားဆိုတော့ရေမချိုးသမင်တွေကလည်းရှိရှိနဲ့ဆိုတော့လေမဲတူတူနဲ့နှမ်းစော်နေတာပဲမူလာတန်းကလေးတွေအများစုကကြောက်ကြပြီမယ်အများကတော့သူ့ကို ပြန်ဆလာပဲตาကြီးကတော့အများတန်းตาအေးပဲကလေးတွေကသူ့ကိုပြန်ဆလဲအော်ကြီးတာပဲကလေးတွေငုံနေလဲအော်ကြီးတာပဲသူက အမေနဲ့ငယ်တငယ်ချင်းတွေမှာအင်ကိုလာလေလေးရှိတယ်။အမေကငယ်ပေါင်းဆိုတော့ပြောမနာဆိုမနာတွေကိုအင်ကိုလာလေရင်တခွခုတောင်းစားလေးရှိတယ်။အမေကတော့ခလေးမလို့တော့ခေါ်တာပေါ့လေ။ခလေးမညီငေါ့စားစရာကျွေးစားမှာဟာစာလုံးလို့ပါ။အမေကလည်းပြောနေတယ်တိမ်နာကောင်းလေကိုပေါတာကိုထဲစား။ตาကြီးပြောသည်များအဖေကနားထောင်ပြီးရှင်နေရော။ตาကြီးလာရင်အတန်ကူကစုညံ့နေတာစကားအယံပြောလုံးလို့လေ။ မောင်နှမတွေကသူ့ကိုဘယ်တော့မှမကြောက်ဘူးအကိုတွေနဲ့နှပန်းလုံးလိုက်ရန်ဖြစ်လိုက်လက်တီးထိုးတိုင်းကစားလိုက်နဲ့အဲသူ့မောက်ကြတော့မိန်းကလေးညီဘယ်နှစ်တန်းလုံးနဲ့ဘယ်နှစ်တန်းလုံးမိန်းကလေးရှိတယ်နေတိုင်းနိုင်နေတိုင်းမိတယ်မနက်လာရင်မနက်မိညနေလာရင်ညနေမိတခါတလေတနေတိုင်းနဲ့သုံးခါလောက်အမိခံရလိမ့်ရှိတယ်တိုက်အေးမှာဆွေမျိုးသားချင်းတွေရှိပေမဲ့ဘဒူးနဲ့မှမနေတယ်လို့စကားပြောတာတည်းလည်းမတွေ့တာပေါ့အမေကိုမေးကြည့်တော့ တားရအရင်တုန်းကပညာတတ်ကြောင်းဆရာရှစ်တန်းအောင်ပြီးသားမိမလည်းရှိတယ်ခလေးလည်းရှိတယ်တဲ့တနေ့တော့မိမနဲ့အကိုဖောက်ပြန်နေတာကိုသိသွားတော့ပြီးတော့တဲ့ခလေးကလည်းသူ့ခလေးမဟုတ်တာကိုသိသွားတာတဲ့မိသားစုဝင်တွေကသိတယ်လို့တားရတယောက်ကမသိတာတဲ့အဲ့ဒီကစပြီးယူသွားတာပဲတဲ့အမေကပြောရင်တက်ပြင်းချတယ်လို့အဖေကတော့အဲ့ဒီကောင်ကဝက်ကိုကြီးတာပါကွာဆိုပြီးတော့လည်းပြောရပါတယ်ဆယ်နှစ်အရွယ် ူမကတော့ဘာပြောမှန်းမသိနားမလဲပဲမြင်နေတော့ခဲဆွဲသားတယ်လို့လေးသွားတယ်လို့ပဲခံစားမိတာပေါ့လေညနေတိုင်းตาကြီးကတော့အရက်တပလင်းစားလေးတပလင်းနဲ့မူးလာတဲ့ချင်းတွေအော်ဆိုပြီးတော့အတန်အကျယ်ကြီးရှိမောနေတတ်ပါတယ်လောကကြီးကိုစိတ်ကုံတာလားလူတွေကိုစိတ်ကုံတာလားသူပဲသိမှာပေါ့လေတညနေတော့ตาအေးရဲ့တဲအိမ်ထဲကအတန်တွေထာဝရတိတ်စိတ်သွားတယ်လွန်ခဲ့တဲ့18နှစ်လောက်ကပေါ့တရင်ကျွတ်မှာရွာပြန်တော့သူမတို့ ตาเอကြီးရဲ့သဲအိမ်ကြီးတဲ့နေရာကိုကြည့်လိုက်မိပါသေးတယ်။သဲအိမ်ကမရှိရပါပဲနေရာလေးတော့ရှိနေပါသေးတယ်။ตาเอကြီးတရိရတဲ့ဟိသူမတို့ပညာတတ် လူမိုက်ကြီးตาเอကောင်းရန်သူကြီးလာပါစေဆိုပြီးတော့လည်းရှင်ထဲမှာကြိတ်ပြီးစူတောင်းပြတာပေါ့လေ။